ပါရှင်ကျွန်မကတော့ချီချိုဆမ်ပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါရန်ကုန်တိုင်းအေးစိတ်မြို့အေးစိတ်ကျင်းထောင်ထဲမှာနိုင်ငံရေးပုံမှန်နဲ့အကျဉ်းချခံထားရတဲ့အကျဉ်းသားတချို့ကိုအကျဉ်းဦးစီးဝန်ထမ်းတွေကအိတ်ဆောင်ကနေအပြင်ခေါ်ထုတ်သွားပြီးတန့်ချေချင်းခက်ကရိုက်နှက်နှိပ်စက်နေတယ်လို့အေးစိတ်ကျင်းထောင်နဲ့နှိဆက်သူတွေစီကသိရပါတယ်။အ धिक နှစ်ကြီးပြည့်တဲ့ချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုနှစ်ယောက်တည်းတည်းသုံးယောက်တည်းတည်းခေါ်ထုတ်ပြီး တန်ချေချင်းခက်ကရိုက်နှက်နေတာလို့ဆိုပါရယ်ပြီးခက်တဲ့6လပိုင်းကလေးကလုံနေတာဖြစ်ပြီးနိုင်ငံရေးပုံမှန်နဲ့နှစ်ကြီးချခံထားရတဲ့သူတွေအကုန်လုံးလို့လို့အယိုက်ခံနေရတယ်လို့နိုင်ငံရေးမှုနဲ့အချင်းချခံထားရသူရဲ့မိသားစုဝင်တယောက်ကပြောပါရယ်မကွေးထောင်ကနေထောင်ပြောင်းပါလာတဲ့နိုင်ငံရေးအချင်းသားတွေကိုပါအခုလို့အယိုက်ခံနေရပြီးမကွေးထောင်က ထောင်ပြောင်းပါလာသူတွေလည်းအိစိတ်ထောင်မှအတော်များတယ်လို့ဆိုပါရယ် အခုလိုအကျဉ်းသားတွေအရိုက်ခရတာနဲ့ပတ်သက်လို့အကျဉ်းထောင်အာဏာပိုင်တွေကိုမေးမြန်းပြီးသီးခြားအတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။လက်ရှိစစ်တပ်ကပြုလုပ်မဲ့အထူးရောက်ရောက်ပွဲမှာအစ်စိတ်ထောင်ထဲမှာရှိတဲ့အကျဉ်းချခံတရသူတွေကိုကြိုတင်မဲပေးဖို့ဖိအားပေးလို့ဆောင်နေတာတွေလည်းရှိနေတယ်လို့အစ်စိတ်ထောင်ထဲနေဆက်သူတွေစီကသိရပါတယ်ရှင်။ စကိုင်းတိုင်းတမှုမျိုးကပြည်သူတွေအယားကြီးခုလုံနေတဲ့အိန္ဒိယနိုင်ငံဘက်ခြံကကြေးရွာတချို့ကိုစစ်ကော်မရှင်တပ်ကလက်နက်အပြည့်စုံနဲ့နေကြားဖြတ်ကျော်ဝင်ရောက်လာတာတွေရှိလို့စစ်ဆောင်ပြည်သူတွေစိုးရိမ်မှုတွေရှိနေပါတယ်ခွန်ဆုံးပေးပို့ထားပါတယ်ရှင်မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်စကိုင်းတိုင်းတမှုခရိုင်တမှုမျိုးကအရက်သားပြည်သူတွေဟာမျိုးရင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ရင်ဘေးကင်းလုံခြုံမှုအတွက်ရည်ရွယ်ပြီးနေမြေချင်းထိစပ်နေတယ် အိန္ဒိယနိုင်ငံမနီပူရနယ်မိုးလီမြို့နယ်ဘက်ကကြေးရွာတွေမှာယာယီခုံလုံနေကြတာတွေရှိပါတယ်။အဲ့လိုတမူးမျိုးကပြည်သူတွေခုံလုံနေတဲ့မိုးလီမြို့နယ်တွေကအိမ်မမှန်ကြေးရွာပါဝင်ရွာတချို့ကိုအာနာဒိန်းစစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတစ်ခုဟာလက်နက်အပြည့်စုံနဲ့အော်တိုဘာ12ရက်နေ့ကနေကြားဖြတ်ကျော်ဝင်ရောက်လာတာရှိတာကြောင့်စစ်ဆောင်ပြည်သူတွေမှာစိုးရိမ်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကမှကြောက်လို့စစ်ဆောင်တွေအခုလိုမြန်မာစစ်တပ်တွေဝင်လာတဲ့ခါကျတော့ဘလို့နေလို့နေရမှန်းမသိမြန်မာစစ်တပ်ကအိန္ဒိယတဲ့ထိဝင်လာတယ်ဆိုကျွန်တော်တို့မှာပြည်စရာမြေလည်းမရှိတော့နေစရာလည်းမရှိတော့ခလေးတွေအတွက်လည်းလုံခြုံမှုမရှိတော့မိုးလေးမြို့နယ်ကိုဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းမှာအင်အား30ဝန်းကျင်ရှိပြီးတမူးစစ်ဘေးရှောင်တွေကလူငယ်၄ယောက်ကိုလမ်းပြခေါ်ဆောင်သွားတာရှိခဲ့ပါတယ်လက်ရှိအဲ့ဒီခေါ်ဆောင်ခံရသူတွေနေရက်ကိုပြန်လာပြီလို့သိရပါတယ် စစ်ကော်မရှင်တပ်တွေအိန္ဒိယနိုင်ငံပိုင်နယ်တွေကမြန်မာစစ်ပေးရှောင်စခန်းတွေဘက်ကိုဝင်ရောက်လာတာနဲ့ပတ်သက်ပြီးစစ်ပေးရှောင်တွေက လိုလားမှုမရှိဘူးလို့ဆိုကြပါဗျ ဒီဘက်အိန္ဒိယနယ်မှာနေရတယ်ဆိုလုံခြုံတယ်ဆိုပြီးတော့နေတာခုကအောက်ကနေပြည်စော်ဒီနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့တက်လာတယ်ဆိုတော့ကျွန်တော်တို့ကမလုံခြုံလို့ခံစားရတယ်။အကုန်လုံးစိုးရင်ကြတယ်ကြောက်ကြတယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်ကမတက်စေချင်ဘူး။2021ခုနှစ်စစ်တပ်ကအာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ပြည်သူခုခံတွန်းလှန်စစ်ပွဲတွေကြောင့်မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသတွေမှာစစ်ရေးပိခတွေဖြစ်ပွားနေပါတယ်။အဲ့ဒါကြောင့်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းမှာနေထိုင်ကြတဲ့တောင်းနဲ့ချီတဲ့ပြည်သူလူထုတွေဟာ အိန္ဒိယနိုင်ငံပိုင်နက်ထဲမှာယာယီခိုလုံနေကြတာပါလက်ရှိတမူးမျိုးကိုစစ်ကော်မရှင်တပ်ကထိ ंछ ုတ်ထားစေဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့အမ်ဘရယ်လန်ဘော်ကစစ်တပ်ရဲ့နိုင်ရီကန်ဗျူဟာကုန်းကိုအပိသက်သိမ်းယူဖို့အတွက်လက်ကျန်နေရအနေငယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အာရခတပ်တော် AA ကအော်တိုဘားလ15ရက်နေ့ကထုတ်ပြန်ပါတယ်။နိုင်ရီကန်ဗျူဟာကုန်းတပ်ပွဲမှာအာနာသိစစ်တပ်ဘက်ကကစင့်ကရထွက်ပြေးနေကြပြီးအဲ့ဒီသူတွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ နယ်ရကဗျူဟာကုန်းကိုအေအေနဲ့ပူပေါင်းတက်တွေကဒီနှစ်နှစ်ဆံပိုင်းမှာစပြီးတက်ခတ်ခဲ့တာဖြစ်ပြီးမတ်လကလှုပ်ခဲ့တဲ့ငလင်ကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ဆိုပြီးတစ်ဖက်သက်အပြစ်ခတ်ရက်ဆက်ခဲ့ကြတာပါအဲ့ဒီနောက်ပြီးခဲ့တဲ့လစက်တင်ဘာလလောက်ကစပြီးနယ်ရကဗျူဟာကုန်းကိုပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီးအေးပါတဲ့ကာကင်းတွေကိုတိတ်ပိုက်ထားပြီးဖြစ်ပါတယ် အဲ့ဒီနိုင်ရေကံဗျူဟာကုန်းဟာအမ်ဘရယ်လမ်းမှာဗျူဟာကျတဲ့နေရာမှာတည်ရှိပြီးစစ်တပ်ရဲ့လက်နက်ငယ်ကြီးတွေထုတ်လုပ်တဲ့ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ်14ခေါ်ကပ္ပစ14နဲ့9မိုင်ဝန်းကျင်ပဲဝေးသလိုဗရန်မြို့နယ်လည်း12မိုင်กว่าဝေးပဲရှိပါတယ်ရှင် DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မှာကျေးဇူးတင်ပါတယ်ရှင်